မြတ်စွာသဘေလူခဲသောကျော်ဤခကျော်မျိုးသူဒီပါနှမလေဒူစကိုင်းတိုင်းရင်းမပင်ခိုင်ပလဲမြို့နယ်ကန်တောင်စခန်းသိန်းတိုက်ပွဲမှာစနိုက်ပါထိမဲ့ကြဆုံးခဲ့တဲ့ရဲဘော်ရဲမိသားစုကိုဇွန်လ23ရက်မှာငွေကျပ်350ထောက်ပံ့ပေးခဲ့တယ်လို့ရင်းမပင်ခိုင်အမှတ်17တရင်ကျက်တင်တက်မတော်စီကသိရပါဗါအသက်24နှစ်အရွယ်ကြဆုံးရဲဘော်ကျော်မျိုးသူခေါ်ရဲဘော်ကျော်ကြီးရဲ့ကြံ့ရည်သူမိသားစုကိုရဲဘော်ကျော်ကြီးအတွက်ကောင်းမှုကုသိုလ်ပြုလုပ်ပေးနိုင်မှု နေအိမ်ထိသွားရောက်ကငွေကျပ်350ထောက်ပံ့ပေးခဲ့တာလို့ရင်းမပင်ခရိုင်အမှတ်၁၁တဲ့ရင်ကျပ်တင်တက်မတော်ဥက္ကဋ္ဌဥဥက္ကာကပြောပါတယ်။အင်းအားကတော့ကျွန်တော်တို့ဒီအင်းအား50လောက်ပဲတက်နိုင်ခဲ့ပါတယ်။ကျွန်တော်တို့ဒီမှာလဲအဲဘွေကရှည်တန်းပွိုင်ကြီးကမဖြုတ်ရသေးဘူးလေ။အဲ့ဒါကြောင့်မို့အင်းအားတော့50လောက်ပဲတက်နိုင်ခဲ့ပါခရာ။ဒါဆုံးစစ်တီးရဲ့မိဘနှစ်ပါးဟုတ်ပေါ့နော်ကျွန်တော်တို့ကဒီအရှိုသေးပြုကာလပါထားတဲ့အနေနဲ့ ရေဘော်တွေလေးပြူတယ်နောက်ကိုယ့်ရဲ့မိဘတွေလို့သဘောထားပြီးတော့ရေဘော်တွေကအာဟိုရှိကိုကြောကြတယ်ပေါ့နော်ကြောကြတယ်နောက်အဲကျွန်တော်တို့တက်နိုင်တဲ့အဲအထောက်ပံ့လေးတွေပေါ့နော်ဒီရေဘော်ကျုံမျိုးသူရဲ့အဲဟောပေါ့နော်ကုသိုလ်ဖြစ်နေအဲကောမကုသိုလ်လေးတစ်ခုလုပ်နိုင်အောင်ဆိုပြီးတော့မိဘတွေကိုအဲငွေကြေး350ဟောထောက်ပံ့ပေးခဲ့ပါတယ် ကြာဆုံးရဲဘော်တက်စုမှုရဲဘော်ကျော်ကြီးဟာဇွန်လ19ရက်နေ့ကကန်းတောက်တိုက်ပွဲမှာစစ်ကောင်စီတပ်သားတွေကိုအလင်းဝင်ဖို့ခေါ်နေချိန်စနိုက်ပါထိမှန်ကြာဆုံးခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ရုပ်အလောင်းကိုတော့ဇွန်လ20ရက်မှာမိရှိုတကြိုကဇာပနာပြုလုပ်ခဲ့ပြီးအယိုးပြအိုးကိုတော့ဇွန်လ23ရက်မနေ့ကဂူပိမှန်သွင်းခဲ့တယ်လို့သိရပါတယ်။